မင်္ဂလာပါရှင်။တောင်လင်းတိုင်းရဲ့အောက်တိုဘာလ20ရက်နေ့အတွက်နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။တောင်လင်းတိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းတိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယုံကြည်ပါပါရှင်။ဒီကနေ့နေ့လယ်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့လေကေကောမျိုးတဲ့တဝိုက်ကိုစစ်ကောင်ရှင်ပြန်လည်သိမ်းပိုက်ပြီးခေခေဖောက်ကိုဝင်ရောက်ရှင်းလင်းခဲ့တဲ့တဲ့နဲ့ တန်တွဲနဲ့ကွားမြို့အနီးပင်လယ်ပြင်မှာညချိန်ငါးဖန်းခွင်ကိုအေအေရအကန့်အသတ်မရှိပိတ်ပင်လိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့ဂါဇာမှာလေကြောင်းတိုက်ခိုက်မှုတွေအပြီးအပြစ်ခတ်ရက်စဲရေးပြုလုပ်မယ်လို့အစ္စရေးပြောလိုက်တဲ့သတင်းနဲ့အမေရိကန်နိုင်ငံတော်ဝန်ထရန့်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာလူသန်းပေါင်းများစွာပါဝင်လာတဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတပ်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်။ ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ကလေကိတ်ကောမြို့တက်အပါဝင်လက်ခတ်တောင်ဖျားကုန်းနဲ့ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကိုစစ်စင်ရေးတလားကျော်ပြုလုပ်ပြီးတဲ့နောက်ပြည်내ထိန်းချုပ်နိုင်ခဲ့ပြီးနမဲဇိုးနဲ့ကြော်ချားနေတဲ့ KK ဖားကိုလည်းဝင်ရောက်ရှင်းလင်းခဲ့တယ်လို့စစ်ကောင်ပြင်ကသတင်းထုတ်ပြန်ပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ6ရက်နေ့ကစပြီးမြောက်ရီမြို့နယ်တင်ငန်းကြီးနောင်တပ်နယ်ကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းပိုက်ရရှိပြီးတဲ့နောက်ကော့ဂရိတ်တင်ငန်းကြီးနောင်မြောက်ရီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီးတဲ့နောက်မြောက်ရီမြို့တောင်ပတ်ချမ်းမှာရှိတဲ့လက်ခတ်တောင်ဖရာကုန်းနဲ့ဒိတ်ကေကောမြို့တက်ကိုစစ်ကောင်စီတပ်ကဆက်လက်ထိုးစစ်ဆင်ခဲ့တာပါ။ လက်ခတ်တောင်ဖရာကုန်းနဲ့ပဝန်ကျင်ဒေသတဝိုက်ကိုစက်တင်ဘာလ9ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးလက်ကစ်ကော်မျိုးသစ်ကိုတော့စစ်ကြောင်းတွေခွဲပြီးအဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအောက်တိုဘာလ9ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်ကောင်ရှင်းကပြောဆိုပါတယ်။လက်ကစ်ကော်မျိုးသစ်နဲ့လက်ခတ်တောင်ဖရာကုန်းကိုပြန်လည်သိမ်းပိုက်ရရှိဖို့အတွက်ထိုးစစ်ဆင်ခဲ့ရမှာဒေါ်လာရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲပေါင်း60နီးပါးဖြစ်ပွားခဲ့ပြီးလက်နက်16လက်နဲ့အလောင်း10လောင်းသိမ်းဆည်းရမိခဲ့တယ်လို့စစ်ကောင်ရှင်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါပေမဲ့တိုက်ပွဲအတွင်းစစ်ကောင်ပြင်တပ်ဘက်မှယာနဲ့ချီထိခိုက်ဒေဆုံးဒဏ်ရာရရှိခဲ့ပြီးဒေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာပြည်သူ့စစ်မှုထမ်းတင်းနှင်းစင်တပ်သားတွေအများပြားပါဝင်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားပါရဲ့ရှင်။ စစ်ကောင်မရှင်တပ်ဟာထိုင်းမြန်မာနယ်စပ်အနီးရှိနမဲဇိုးနဲ့ကြော်ကြားတဲ့ KK ဖောက်ကိုလည်းဝင်ရောက်ရှင်းလင်းခဲ့ရာထူးခြားလက္ခဏာမတွေ့ရပေမဲ့ Starling ဆက်အစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိခဲ့တယ်လို့အစာဦးပေါင်း290ကျော်ထဲမှာအလို့သမားဦးရေ2100ကျော်ကိုတွေ့ရှိခဲ့တယ်လို့ပြောဆိုပါရယ် ခေခေဖကွင်းအတွင်းရှိအဆောက်အဦးနဲ့မြေပိုင်ဆိုင်မှုတွေဟာတရားဝင်အထောက်အထားမရှိတဲ့အတွက်ခေခေဖကရဲ့တပ်ဆိုင်ရာတာဝန်ရှိသူတွေကို စင်ခေါ်ရမှာလာရောက်ခြင်းမရှိတာကြောင့်အရေးယူဆောင်ရွက်မှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။ဒါပြင်လေးကေကော်မျိုးကရှုခင်းသာစခန်းကိုလည်းအောက်တိုဘာလ18ရက်နေ့နဲ့ဆွဲတော်ကုန်းစခန်းတို့ကိုအောက်တိုဘာလ19ရက်နေ့မှာပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ကော်မရှင်ကတရင်ထုတ်ပြန်ထားပါတယ်ရှင်။ ရခပြည်နယ်ပင်လယ်ကမ်းခြေအနီးရှိမြို့ရွာတွေမှာရေလုံငန်းကိုအဓိကလုပ်ကိုင်နေတဲ့ပြည်သူတွေအနေနဲ့ပင်လယ်ပြင်မှာညအချိန်၅ဖန်ခြေမပြုတ်လောက်ချဖို့အရခတက်တော်အေအေကသတင်းထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်ရှိတန်တွဲနဲ့ကွားမြို့အနီးရှိပင်လယ်ပြင်မှာညနေ6နာရီကနေမနက်6နာရီအထိငါးဖန်ချင်းမပြုတ်လောက်ကြဘူးအောက်တိုဘာလ19ရက်နေ့ကစပြီးရက်အကန့်အသတ်မရှိပြိပင်လိုက်တာပါ စစ်ကောင်ရှင်တပ်ဟာစစ်သည်မောမှပင်လယ်ပြင်မှာငါးဖမ်းနေတဲ့အပြစ်မဲ့ပြည်သူတွေရဲ့ငါးဖမ်းလေတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတငါတယ်တွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကိုပြုလုပ်နေတာကြောင့်ဖိပင်ရတာဖြစ်တယ်လို့ပြောဆိုပါရရှင်။ဒါပြင်နေ့အချိန်ငါးဖမ်းသွားပါကပင်လယ်ကမ်းခြေနဲ့အဝေးမှာတွားရောက်မဖမ်းကြဘူးနဲ့စစ်ကောင်ရှင်ရဲ့စစ်သည်မောတွေကိုတွေ့မြင်ပါကကမ်းဆက်ကမ်းခြေကိုအ мян ဆုံးစိုက်ကက်ကြဖို့အာရခတပ်တော်ကတတိပေးထားပါရယ်။ စစ်ကောင်ရှင်တဟာအာရခတက်တော်နဲ့စည်ရီအယထိတ်တိုက်ရင်ဆိုင်နေရတဲ့မြို့နယ်တွေမှာစစ်အင်အားသုံးတိုးမြင့်နာတွေကိုပင်လယ်ရေချောင်းကနေတဆင့်ခတ်ဆက်စိတ်ပြုလုပ်လာပြီးအာရခတက်တော်ထိန်းချုပ်ထားတဲ့တန်တွဲနဲ့ခွားမြို့အနီးမှာရှိတဲ့ပင်လယ်ပြင်မှာလည်းစစ်သင်္ဘောတွေတွာလာလှုပ်ရှားမှုတွေပိုများလာနေတယ်လို့ဖော်ပြထားပါတယ်ရှင်။ တဖက်မှာလည်းစစ်ကောင်ရှင်တပ်ဟာအာရကတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေထဲမှာတချို့မြို့တွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့အတွက်ပြင်ဆင်နေတာကိုအခုရက်ပိုင်းအတွင်းမှာပုံမမြင်တွေ့နေရတယ်လို့ပြောဆိုထားပါတယ်။အဲဒါကြောင့်တန်တွဲနဲ့ကွားမြို့အနီးရှိပင်လယ်ပြင်မှာညဘက်ငါဖမ်းမှုပိတ်ပင်တာကိုထုတ်ပြန်လိုက်တဲ့နေ့ကစပြီးပြန်လည်ရုပ်သိမ်းကြောင်းမထုတ်ပြန်မချင်းရေလုံသားတွေအနေနဲ့ညအချိန်ငါဖမ်းခြင်းလုံးဝမပြုလုပ်ကြဖို့ထပ်မံအသိပေးထားပါတယ်။ ပြစ်ခတ်ရက်ဆက်ရေးသဘောတူညီမှုကိုပြင်းပြောင်းတင်းတင်းချိုးဖောက်မှုဖြစ်တယ်လို့ဟာမတ်စ်ဖွဲ့ကပြောထားတဲ့အခြေအနေကိုတုံ့ပြန်မှုအတွင်းအစ္စရေးကအော်တိုဘားလ16ရက်မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက်ဂါဇာမှာအပြစ်ခတ်ရက်ဆက်ရေးစီးကျက်မှုပြန်လည်စတင်သွားမယ်လို့အစ္စရေးကပြောလိုက်ပါတယ်။ရာဖာမြို့ရှိမိမိတို့တပ်ဖွဲ့တွေကိုအကြမ်းဖက်သမားတွေက တင့်ကားဖြတ်ဒုံးကြီးတွေတနက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်သား2ဦးသေဆုံးသွားတယ်လို့အစ္စရေးစစ်တပ်ကပြောကြားပြီးနောက်ဂါဇာတောင်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့တာဖြစ်ပါတယ်အစ္စရေးထိကျုပ်ထားတဲ့အဲ့ဒီဒေတာမှာတိုက်ပွဲတစုံတရာဖြစ်ပွားတယ်လို့မကြားသိရကြောင်းဟာမတ်စ်အဖွဲ့ကပြောထားပါဗျ။ညနေပိုင်းရောက်လာချိန်မှာတော့ဂါဇာဒေတာတဝန်ဟာမတ်စ်အဖွဲ့ရဲ့ပြစ်မှတ်တွေကိုမိမိတို့တိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကပြောပြီးလူ44ဦးသေဆုံးတယ်လို့ဂါဇာစေယုံသတင်းရင်းမြစ်တွေကပြောထားပါဗျ။ ဟာမတ်အဖွဲ့ကသူတို့အနေနဲ့အပြစ်ခတ်ရက်စဲရေးသဘောတူညီမှုအတွက်ကတိပြုထားတယ်လို့ပြောထားပေမဲ့အစ္စရေးကချိုးဖောက်တယ်လို့ဆွဆွဲပြီးလက်ရှိအခြေအနေကအပြစ်ခတ်ရက်စဲရေးသဘောတူညီမှုလုံးဝပြတ်ပြဲသွားနိုင်တဲ့အနေရရှိရလို့ဆိုတာပါဒေတာစံတော်ချိန်ည9နာရီထိုးပြီးနောက်ပိုင်းအပြစ်ခတ်ရက်စဲရေးသဘောတူညီမှု စီးကြတာတွေစတင်လှုပ်ဆောင်နေပြီလို့အစ္စရေးစစ်တပ်ကပြောပါတယ် သဘောတူညီမှုကိုစောင့်ထိန်သွားမှာဖြစ်ပြီးသဘောတူညီမှုချိုးဖောက်တဲ့လုံရက်မှန်သမျှကိုအသေးအချာတုံ့ပြန်သွားမယ်လို့ Israel စစ်တပ်ကပြောတာပါဒါပေမဲ့ဂါဇာတို့အကူအညီတွေဝင်ရောက်နေမှုရပ်ဆိုင်းကြောင်းစစောပိုင်းကကြီးညာချက်ကိုရုတ်သိမ်းပြီးအကူအညီတွေဝင်ရောက်ခွင့်ပေးသွားမှာလားဆိုတာကိုတော့အဲ့ဒီကြီးညာချက်မှာရှင်းရှင်းလင်းလင်းဖော်ပြထားတာမတွေ့ရပါဘူး။ အမေရိကန်ဂျာဝင်ညှိနှိုင်းပေးထားတဲ့အပြည့်ရဲ့သဘောတူညီမှုပထမအဆင့်အော်တိုဗလာ၁၀ရက်ကစတင်အသက်ဝင်ခဲ့ပြီးတိုက်ခိုက်မှုတွေချက်ချင်းအဆုံးအသတ်သွားခဲ့တယ်လို့အစ္စရေးတပ်ဖွဲ့ကလည်းဂါဇာမြောက်ပိုင်းအရှေ့ပိုင်းနဲ့တောင်ပိုင်းတပ်မတ်နေရာများသို့ပြန်ဆုတ်သွားခဲ့ပါတယ်။ဂါဇာသို့အကူအညီတွေတိုးမြှင့်ဝင်ရောက်လာနိုင်ခဲ့ပြီးဟာမတ်အဖွဲ့ကတစားကန်အားလုံးပြန်လွှတ်ပေးခဲ့တယ်လို့တေဆုံးသွားသူ28ဦးထဲက12ယောက်ရဲ့အလောင်းတွေကိုပြန်လွှဲပေးခဲ့ပါတယ်။အစ္စရေးကသူတို့ရဲ့အကျဉ်းထောင်တွေထဲကပါလက်စတိုင်းသား250နဲ့ဂါဇာ ကဖမ်းဆီးထားသူ1918ယောက်နဲ့ပါလက်စတိုင်းသားအလောင်း15လောင်းကိုပြန်လွှဲပေးခဲ့တာပါ။ အခုအချိန်မှာတော့အပြစ်ခတ်ရက်ဆက်မှုဆက်လက်တည်မြဲရေးအမေရိကန်ဖိအားပေးဖို့လိုအပ်လာနေပြီဖြစ်ပြီးထရန့်ရဲ့ထိတ်တန့်ကိုယ်စားလှယ်စတီဝစ်ကောနဲ့ထရန့်ရဲ့တမတ်ဖြစ်သူဂျေယာကူနာတို့အစ္စရေးသို့မကြခင်ရောက်လာဖို့ရှိနေပါတယ်။အော်တိုဗလာ16ရဲ့စောစောပိုင်းကဂါဇာတောင်ပိုင်းရာဖာမြို့ရှိအကြမ်းဖက်အဆောက်အဦတွေကိုဖြိုဖျက်ဖို့အစ္စရေးတပ်တွေလုံဆောင်နေချိန်မှာအကြမ်းဖက်သမားတွေကတင်ကာဖြက်ဒုံကြီးတနက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့်အဲ့ဒီဒေသမှာလေကြောင်းတိုက်ခိုက် ုင်မှုပြုလုပ်ပြီးအကြမ်းဖက်သမားတွေကိုရှင်းလင်းခဲ့တာဖြစ်တယ်လို့အစ္စရေးကပြောပေမဲ့အဲ့ဒီဒေသမှာတိုက်ပွဲဖြစ်ပွားတယ်လို့မကြားမိကြောင်းဟာမတ်စ်ကပြောဆိုထားပါတယ် နယူးယောက်ဝါရှင်တန် DC ၊ချီကာဂို၊မိုင်ယာမီနဲ့လော့စ်အိန်ဂျလိစ်အပါအဝင်အမေရိကန်နိုင်ငံတော်မှာရှိတဲ့မြို့တွေမှာသမ္မတဒေါ်နယ်ထရန့်ရဲ့မူဝါဒတွေကိုစန့်ကျင်တဲ့ဘင်းတွေအလိုမရှိဆန္ဒပြပွဲတွေမှာလူတွေအများကြီးပါဝင်ခဲ့ကြပါတယ်။နယူးယောက်စီးတီးရဲ့အထင်ကရ Times Square လမ်းဆောင်မှာလူထောင်ပေါင်းများစွာကဒီမိုကရေစီဆိုတာဘယင်းစနစ်မဟုတ် ဖွဲ့စည်းပုံကိုစိတ်ကြိုက်အသုံးချလို့မရဆိုတဲ့ကြွေးကြော်တန်တွေအော်ဟစ်ပြီးလူထောင်ကြီးဆန္ဒပြခဲ့ကြပါလေ။အောက်တိုဘာ18ရက်ဆန္ဒပြပွဲတွေမတိုင်မီ Trump ရဲ့မဟာမိတ်တွေကဆန္ဒပြသူတွေဟာလက်ရာလက်ဝဲ Antifa အဖွဲ့နဲ့အစံရသူတွေဖြစ်တယ်လို့ဆွဆွဲပြီးတော့ American ပေါ်အမုန်းထားတဲ့ဆန္ဒပြပွဲတွေဖြစ်တယ်လို့ပြောဆိုရှုံချခဲ့ကြပါလိမ့်။ American ပြည်နယ်တချို့မှာအမျိုးသားအဆောင်တပ်ဖွဲ့တွေကိုစုစည်းထားခဲ့ပေမဲ့လူခွတ်တန်းလောက်ပါဝင်ခဲ့တဲ့ဆန္ဒပြပွဲတွေဟာ ငင်းငင်းချမ်းချမ်းရှိတယ်လို့ဆန္ဒပြပွဲဦးဆောင်သူတွေကပြောပါတယ်ဇန်နဝါရီကအင်မီရိုကိုပြန်လာခဲ့ပြီးတဲ့နောက်ထရန့်ကသမ္မတလုတ်ပိုင်ခွင့်အာဏာတွေကိုတိုးမြှင့်ခဲ့ပြီးဖက်ဒရယ်အစိုးရရဲ့အစိပ်ပိုင်းတွေကိုဖျက်သိမ်းပစ်ဖို့အထုအမိန့်ညွှန်ကြားချက်တွေကိုအသုံးချခဲ့ပါတယ်ပြည်နယ်အစိုးရအဖွဲ့တွေကကန့်ကွက်နေပေမဲ့ American မျိုးရိစီအမျိုးသားအဆောင်တပ်ဖွဲ့ချထားဖို့ကိုလည်းထရန့်ကလှုံ့ဆော်ခဲ့တာပါ အသူရဲ့ရန်သူတွေလို့ယူဆရသူတွေကိုတရားစွဲဖို့လဲထရန့်ကအစိုးရဖွဲ့ရဲ့ထိတ်တန့်ဥပဒေစည်းကြပ်ရေးအရာရှိတွေကိုတိုက်တွန်းခဲ့ပါတယ်။ပြည်ထနာကြုံတွေ့နေရတဲ့နိုင်ငံကိုပြန်လဲတိဆောက်ရေးသူရဲ့အဲ့ဒီလုပ်ရက်တွေလိုအပ်တယ်လို့ထရန့်ကပြောကြပြီးတော့သူဟာအာနာရှင်တယောက်လို့ဒါမှမဟုတ်ဖက်ဆက်တယောက်လို့ပြစ်မှုနေတယ်ဆိုတဲ့ဆွဆွဲချက်တွေဟာရဲစရာကောင်းတဲ့ပြောဆိုမှုတွေဖြစ်ပေချထားပါတယ်။ဒါပေမဲ့ဝေဖန်သူတို့ကထရန့်ဆိုရရဲ့လုပ်ရက်တို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီပဲအမေရိကန်ဒီမိုကရေစီအတွက်ချင်းချမှုဖြစ်တယ်လို့သတိပေးထားပါတယ်။လူအများကမိမိကိုဘယင်လို ည်ညွှန်းကြပေမဲ့မိမိဟာဘရင်တပားမဟုတ်ဘူးလို့ Trump က Fox News သတင်းဌာနနဲ့အင်တာဗျူးမှာပြောဆိုထားပါတယ်။ဆန္ဒပြပွဲတွေကိုရဲတပ်ဖွဲ့ကစောင့်ကြည့်ခဲ့တယ်လို့ဝေဟင်မှာလည်းရဟတ်ရင်တွေ drone တွေဝဲပြန်နေတာတွေ့ရပါတယ်။မြို့ရဲ့ဒေသ၅ခုစလုံးမှာစုဝေးကြတဲ့ဆန္ဒပြသူတသိန်းကျော်ရှိခဲ့တယ်လို့ New York ရဲတပ်ဖွဲ့ကပြောပြီးတော့ဆန္ဒပြပွဲနဲ့ဆက်ဆက်တဲ့ဖမ်းဆီးမှုတွေမရှိခဲ့ဘူးလို့ပြောပါတယ်။ Donald Trump ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့အမေရိကန်မှာနည်းနည်းရှိုင်ရှိုင်သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။မကြသေးခင်ကပြုလုပ်ခဲ့တဲ့ Writers IPSOS စစ်တမ်းတရမှာ ထရန့်ရဲ့လောက်ရက်တွေကိုထောက်ခံသူ48ရာခိုင်နှုန်းရှိပြီးတော့မကျေနပ်သူ58ရာခိုင်နှုန်းရှိရလို့ဖော်ပြပါတယ်။တမရရီအနေနဲ့သူတို့ရဲ့ယာရုတတန်ရှေ့ကြလာနဲ့အမျှလူကြိုက်နည်းလာတာကြုံတွေ့နေကြဖြစ်ပါတယ်။ဂျိုးဘိုက်ဒန်တို့ကလည်းအစပိုင်းမှာထောက်ခံမှု55ရာခိုင်နှုန်းရှိခဲ့ပေမဲ့နောက်ပိုင်းမှာ46ရာခိုင်နှုန်းအထိပဲထောက်ခံမှုရှိတော့တာကိုစစ်တမ်းတွေမှာတွေ့ရှိခဲ့ရတာပါ။ထရန့်ထောက်ခံသူတွေရဲ့ဆွဆွဲချက်ကိုတုံ့ပြန်တဲ့အနေနဲ့ဆန္ဒပြသူတွေကမိမိတို့ဟာအမေရိကန်ကိုမုန်းလို့မဟုတ်ပဲချစ်လို့အခုလိုဆန္ဒပြတာဖြစ်တယ်လို့ပြောဆိုခဲ့ကြပါတယ်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1922ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်အမအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1922ရက်အတွင်းအတန်းဖက်သက်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9389ဦးအထိရှိလာပြီးဖြစ်ပါတယ်။ဒါပြင်ဖန်စီထိန်သိမ်းခံထားရသူ2938ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လုံရောက်လာသူ9306ဦးအထိရှိလာပြီဖြစ်ပါတယ် မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရဲ့အတင်းထံမှအရယူဖော်ပြတာဖြစ်ပါတယ်။တန်လွင်ထိုင်းရဲ့နေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်